မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့နာမည်ကြီးမင်းသမီးဖွေးပွေရွေးကောက်ပွဲဇလံမရိုက်လို့ဖမ်းဆီးခံရပြီလို့သတင်းတွေထွက်ပေါ်ပြီးအဆက်အသွယ်လည်းပြတ်တောက်နေတဲ့အကြောင်းဖော်ပြပေးပါမယ်နာမည်ကြီးမင်းသမီးဖွေဖွေကတော့ဒီနေ့နိုဝင်ဘာလ6ရက်နေ့တဲ့ပိုင်းကစလို့အဆက်အသွယ်ပြတ်တောက်ပြီးတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဇက်ကမရိုက်လို့ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိကြောင်းသိရပါဗျာ။ ဖိုးဖူးရဲ့မန်နေဂျာကိုဖုန်းဆက်တာ လုံးဝမကင်ပါဘူး။အကုန်လုံးဝိုင်းဆက်နေကြတာပါလို့သတင်းတောက်တူကဆိုပါရယ်။စစ်ကောင်စီကဒီနေ့မော်လယ်ပိုင်းမှာဖိုးဖူးရုပ်ရှင်ရိုက်ကူးနေတဲ့နေရာကိုလာရောက်ပြီးတော့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အတည်မပြုနိုင်သေးပါဘူး။ကျွန်တော်ကြားတာကတော့သူ့ရဲ့ရှူတင်မှာ လာပြီးဖမ်းသွားတာလို့လဲကြားတယ်။တေချာအတီးပြုလို့တော့မရသေးဘူး။တိရတာနဲ့ပြန်ပြောပါမယ်လို့ပြည်ရင်းတရုတ်ဆောင်တူကဆိုပါရယ်။ ဖွဲ့ဖွဲ့ကတော့လက်ရှိ online ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတွေအရစစ်ကောင်မရှင်ရဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲကိစ္စတွေမှာပိုးပေါင်းပါဝင်ခြင်းမရှိလို့ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါဗျ။ဖွဲ့ဖွဲ့နဲ့ပတ်သက်ပြီးတော့ကျော်မျိုးမင်းကလည်းရမန်နေနိုဘာ9ရက်ကရွေးကောက်ပွဲကိစ္စတွေမှာမပါဝင်တာနဲ့ပတ်သက်ပြီးတော့အပြစ်ဖို့ဝါဒဖြန့်မှုတွေပြုလုပ်ထားတာတွေ့ရပါဗျ။ အခုထွက်ပေါ်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တရုတ်ဆောင်အလင်းရောင်ကလည်းရွေးကောက်ပွဲကိစ္စတွေမှာမပါဝင်လို့လို့ဖန်ဆီးခံရတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။ရွေးကောက်ပွဲအတွက်စကားရိုက်ခိုင်းဖို့ဆက်သွယ်တာဖုံးမကင်ကြဘူးလို့လည်းသိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းတယ်လို့ကြားပါတယ်လို့ရုပ်ရှင်အစည်းအရုံးနဲ့နေဆက်သူကဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဒရိုက်တာမိုက်တီစဘူထွန်သက်လွင်နဲ့အောင်ချမ်းလူတယုတ်ဆောင်ဂျုံဝင်းထွန်းနဲ့အုံတိုင်းတို့ဖန်ဆီးခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။ 说了不少了呗。So ဖိလပိုင်မှာတိုင်ဖုန်းမုန်တိုင်းတိုက်ခိုက်တာကြောင့်သေဆုံးသူ140ထိရှိလာတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ဖိလပိုင်နိုင်ငံအလဲပိုင်းမှာတိုင်ဖုန်းမုန်တိုင်းကာမေကြီးဝင်ရောက်တိုက်ခိုက်တာကြောင့်နိုဘာ9ရက်မှာသေဆုံးသူ142ဦးထပ်မံရှိလာတဲ့ကြောင်းသိရပါရစေ။စီမူးပြည်နယ်မှာတော့လက်တလောနှစ်တဲ့အတွက်အစိုးဆုံးရေကြီးရေရှမ်းမှုဖြစ်ပွားပြီးတဲ့နောက်ရှင်းလင်းရေးလုပ်ငန်းတွေကိုလွှတ်ဆောင်ခဲ့တာပါ။အစောပိုင်းရက်တွေကပြည်နယ်ရဲ့မြို့နယ်တစ်ဝက်မှာရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့တာကြောင့်ကားတွေမြစ်ကန်တစ်ဘေးမှာရှိတဲ့စင်ရသားရက်ွက်တွေနဲ့တင်မော ကွန်တိန်နာကြီးတွေကြောင့်ရေစီးနဲ့မျောပါသွားခဲ့ပါတယ်။စီဘူးပြည်နယ်မှာရှိတဲ့ရေဘေးတဲ့လီလိုအန်မြို့မှာတော့အလောင်း35လောက်ကိုတွေ့ရှိခဲ့တဲ့ကြောင့်စီဘူးကြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ဒါကြောင့်စီဘူးပြည်နယ်မှာတိုင်ဖုံမုန်တိုင်းကြောင့်တေဆုံးသူ86ဦးထိရှိလာခဲ့ပါပြီ။အိနေကျင်နီဂရိုကျွန်းမှာတော့တိုင်ဖုံကြောင့်မိုးသည်ထန်စွာရွာသွန်းပြီးတော့မီးရောင်ကရွှွန်နေလေပျော်စင်းကြလာတာကြောင့် ကန်လာအုံမျိုးမှာရှိတဲ့နေအိမ်တွေရင်းနှီးမြှုပ်ခဲ့ပြီးတော့လူဆက်နက်ဥတ္တမနဲ့တည်ဆောင်းခဲ့ကနောက်ထပ်ဆက်နက်ဦးပျောက်ဆုံးနေကြောင်းလည်းပဲရဲရရှိကဆိုပါတယ်။မနစ်တုံးကကန်လာအုံမီးတောင်ပေါက်ကွဲရကနေမီးတောင်ချော်ရင်အကျွင်းကျန်နေကအပေါ်ပိုင်းမှာအနေထိုင်စုပြုံနေပါတယ်။မိုးကလည်းရွာရောအဲ့ဒီအကျွင်းကျန်နေကကြီးရွာတွေအပေါ်တဟုန်တို့ထိုးကြလာတယ်လို့ဆိုပါတယ်။ သေဆုံးသူတွေတဲမှာတော့တိုင်ဖုန်းကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အချိန်စစ်တပ်ရဟတ်ရင်ပြကြတာကြောင့်သေဆုံးခဲ့တဲ့ဖွဲ့ဝင်6ဦးလည်းရှိခဲ့ပါတယ်။စီဘူးပြည်နယ်ရေဘဲတဲ့ဒေသတွေကဒေသခံတွေဟာနိုဘာ9ရက်မှာလမ်းတွေကိုရှင်းလင်းခဲ့ကြောင်းလည်းဆိုပါတယ်။မနက်4နာရီ9နာရီလောက်ကရေကအရန်ပြင်းလို့အိမ်အပြင်ပေါ်တောင်ထွက်လို့မရပါဘူးလို့အသက်53နှစ်အရွယ်ရီနယ်ဒိုဘာကာရာကဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့ဂျာမနီမှာလူ၁၀ဦးကိုတပ်ဖြတ်မှုနဲ့တခြား၂၈ဦးကိုတည်ဆင်းနိုင်တဲ့စေးထုတ်လို့သူနာပြုတ်တဦးကိုထောင်နဲ့တသက်တကြုံချမှတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ဂျာမနီနိုင်ငံမှာတော့လူနာစင်ဦးကိုတပ်ဖြတ်တာနဲ့တခြား၂၈ဦးကိုလည်းတည်ဆင်းနိုင်တဲ့စေးထုတ်မီလို့ တပ်ဖို့ကြိုပမ်းမှုတဲ့အတွက်သူနာပြုတ်တအုပ်ကိုတရားရုံးကနော်ပါ9ရက်မှာထောင်ဒဏ်တသက်ချမှတ်ခဲ့ပါတယ်။နိုင်ငံရဲ့အနောက်ပိုင်းအာချင်းမြို့မှာရှိတဲ့တရားရုံးကအသက်44နှစ်အရွယ်အမျိုးသားကို2023ခုနှစ်ဒီဇင်ဘာလကနေ2024ခုနှစ်မေလအတွင်းအာချင်းအနီးရှိဝဆယ်လန်မြို့ကစေယုံတရုံမှာကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ကြတာပါ။ ဒီပြစ်မှုတွေမှာတော့အထူးသဖြင့်ပြင်းထန်တဲ့အပြစ်ရှိတယ်လို့သတ်မှတ်ခံရတဲ့အတွက်သူဟာပုံမှန်အားဖြင့်ထောင်ဒဏ်15နှစ်ချမှတ်ခံရတဲ့တိုင်အောင်ဆဆစီစီပြန်လွတ်မပေးတဲ့နေကြောင်းတရားရုံးကဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်ဒီအမျိုးသားကတော့သူ့ရဲ့ဆောင်းရှောက်မှုအောက်မှာရှိတဲ့လူနာတွေရဲ့အသက်ရှင်တန်ခြင်းနဲ့ တည်ဆုံးခြင်းကိုအဆုံးဖြတ်ပေးသူဖြစ်လွတ်ဆောင်ခဲ့ကြောင်းအစိုးရရှင်းလင်းရေးကဆွဆွဲထားပါတယ်။မက်ရှလာကစတင်ခဲ့တဲ့ရုံးတင်စစ်ဆေးမှုမှာတော့သူ့ရဲ့ရှင်းလင်းအဖွဲ့ကတရက်တည်းလွှတ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒီအမျိုးသားကတော့ညဘက်အလုံးလုံးတဲ့အချိန်အတွင်းမှာသူ့ရဲ့အလုံးတောင်းဝန်တက်တာစေဖို့အတွက်တက်ကြီးရုံအများစုကိုအကြက်ခဲပြောက်စီစီးပမာဏအများပြားထိုးပေးခဲ့တယ်လို့အစိုးရရှင်းလင်းရေးကဆိုပါတယ်။တရားရုံးကတော့ဒီအမျိုးသားဟာရုံးတင်စစ်ဆေးနေစဉ်အတွင်းမှာနောက်တွားရကြောင်းလဲဖော်ပြခဲ့ခြင်းမ မရှိဘူးလို့ဆိုပါရရှင်။ဆက်လက်ပြီးတော့အိန္ဒိယမှာကေးတဲ့တင်ကနဲ့ကုန်တင်ရထားတိုက်မိပြီးတော့လူဆက်တက်ဦးသေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။အိန္ဒိယနိုင်ငံအလဲပိုင်းမှာကေးတဲ့တင်ရထားတစ်စင်းကကုန်တင်ရထားတစ်စင်းကိုဝန်တိုက်လို့လူဆက်တက်ဦးသေဆုံးသွားပါတယ်။နော်ဘာလေးရံမိုးလဲပိုင်းကအိန္ဒိယနိုင်ငံရဲ့အရှိမြောက်ဘက်ချက်ဟက်ဒစ်ကတ်ပြည်နယ်ရိုင်ပူရာမြို့တော်ရဲ့ဒီရက်စပူရာမြို့အနီးမှာကိတဲ့တင်ရထားကကုန်တင်ရထားကို နောက်ကနေ ဝင်တိုင်းခဲ့တာဖြစ်တဲ့ကြောင့်အစိုးရအရာရှိတအုပ်ဖြစ်တဲ့စံကြီးအကောင်ဝေကဆိုပါတယ်ဒီဖြစ်စဉ်ကြောင့်ပဲကိတဲ့တင်ယထာရဲ့ယထာတွေတွေကတော့ကုန်တင်ယထာရဲ့ယထာတွေပုံကိုရောက်ရှိကြောင်းလည်း၎င်းကဆိုပါတယ်ကယ်ဆယ်ရေးအဖွဲ့ကတော့ကုန်တင်ယထာပုံကိုရောက်ရှိသွားတဲ့ကိတဲ့တင်ယထာတွေကိုမြေပေါ်ကိုပြန်ချခဲ့ပြီးတော့ဒီယထာတွေအတွင်မှာတည်ဆုံးသူတုံအုပ်တွေ့ရှိခဲ့တာပါရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကိုနိုဘာ9ရက်အစောပိုင်းမှာအဆုံးသတ်ခဲ့ပြီးတော့ယထာချင်းတိုက်မိတဲ့နေရာတွေကို ယာယီရဆိုင်ခဲ့ရတဲ့ယထာကိစင်တွေကိုလည်းပြန်လည်စတင်နေတဲ့အကြောင်းတောင်းရှိတဲ့သူတွေကပြောကြားလာပါတယ်။တင်းဆုံးသူတွေတဲမှာကိတဲ့တင်ယထာကိုမောင်းနေတဲ့မြို့သားတအူပါဝင်ပြီးတော့လူ20ခန့်တရားရရှိခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းပဲကမ္ဘာပထမဆုံးအနေနဲ့တရုတ်အာကာသယာဉ်မှုတွေအာကာသမှာကြက်ကင်ကင်စားတဲ့အကြောင်းဖော်ပြပေးပါမှာတရုတ်အာကာသယာဉ်မှုတွေကတော့ကမ္ဘာပထမဦးဆုံးအနေနဲ့တရုတ်အာကာသစခန်းပေါ်မှာ ြက်ကင်တွေကိုကင်စားနေကြပါပြီ။အာကာသထဲမှာတော့အစားအစာတွေကိုပြန်နှွှေးစားရုံပဲလုပ်လို့ရတယ်ဆိုတဲ့ခက်ကကုံသွားခဲ့ပါပြီ။သူတို့ကတော့မိကိုမထွက်တဲ့အာကာသမီးဖို့အတွက်နဲ့အခုလိုချက်ပြုတ်စားတော့နိုင်ခဲ့တာဖြစ်ပါတယ်။ဒီမိဖို့ကတော့အာကာသစကန်ထဲမှာမိကိုတွေစီတီလုံးဝမထွက်ပါဘူး။မိဖို့ထဲမှာအလိုအလျောက်လက်ပတ်တဲ့ချင်း rotating basket ကိုအထူးတက်ဆင်တိဆောက်ထားပါတယ်။ဒီအတွက်စွန်းငင်အားမရှိတဲ့နေရာမှာအစားအစာတွေလေတဲ့ပြောင်းဝဲမနေတော့ပါဘူး။တရုတ်အာကာသယာဉ်မှူးစင်တာကထုတ်ပြန်လိုက်တဲ့ဗီဒီယိုမှာတော့အာကာသယာဉ်မှူးတွေဟာ28မိနစ်ကြာချက်ပြုတ်ပြီးတဲ့နောက်မှာကြက်ကင်တွေကိုပျော့ပျော့ရွှင်ရွှင်အရသာခံစားသုံးနေတာပြသခဲ့ပါတယ်။အခုဆိုရင်တော့တရုတ်အာကာသယာဉ်မှူးတွေဟာဟင်းလျာပေါင်း190ကျော်ကို ရွေးချယ်စာသုံးနိုင်ပါပြီအာဂါသစကန်မှာဆက်လက်ရွယ် Cherry ခရမ်းကျင်သီးတွေနဲ့ကစုံဥတွေကိုစိုက်ပျိုးထားတယ်လို့လည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့မကွေးတိုင်းမှာ Nova 9ရက်ကနေ Nova 17ရက်ဒီမူလဝဒအခြေအနေကိုဖော်ပြပေးကြပါမယ်ပင်လယ်ပြင်ကထူးခြားမူလဝဒအခြေအနေမှာတော့ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းနဲ့ဆက်ဆက်တဲ့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းကတော့အားပိုကောင်းလာပြီးတော့ဝဲမက်အပ်ပြီးဖြစ်လာပါတယ် ။မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့နော်ဘာ9ရက်နေ့ပိုင်းမှာဘင်္ဂလားဒေ့နဲ့မြန်မာနယ်စပ်အနီးကကမ်းခြေကိုဖြတ်ပြီးတော့ကုန်းတွေကိုဆက်လက်ရွေ့ရှားပါမယ်။တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့တိုင်ဖုန်းမုန်တိုင်းကမ်ပီဂျီကတော့အမြင့်ဆုံးကတ္တဂိုရီ2အဆင့်ထိရောက်နိုင်ပြီးတော့အနောက်ဘက်ဗီယက်နမ်နိုင်ငံအလဲပိုင်းကိုဆက်လက်ရွေ့ရှားပြီးတော့နော်ဘာ6ရက်နဲ့9ရက်မှာတော့ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါမယ်။ကုန်းတွေကိုဝင်ရောက်ပြီးတဲ့နောက်မှာတော့တိုင်ဖုန်းမုန်တိုင်းကမ်ပီဂျီရဲ့မုန်တိုင်းအကျဉ်းချန်တွေဟာလောင်နိုင်ငံနဲ့ထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံနေဆက်မြောက်ရီမြို့အနီးကနေနော်ဘာ9ရက်မှာဖြတ်ကျော်ဝင်ရောက်မှာလည်းဖြစ်ပါတယ်။